ဒီကနေ့မှာတော့စစ်ကောင်စီကရွေးကောက်ပွဲကိုရက်ကုန်နေ့ဒီဇင်ဘာတတိယပတ်စတုတ္တပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တို့မှာလေးချိန်ခွဲပြီးပြုလုပ်မယ်ဦးမြောင်းလိုက်ကပြောအကြပ်ဖက်စစ်ကောင်စီကရွေးကောက်ပွဲကိုရက်ကုန်နေ့ဒီဇင်ဘာလတတိယပတ်စတုတ္တပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တို့မှာလေးချိန်ခွဲပြီးပြုလုပ်မည်ဖြစ်ကြောင်းစစ်ကောင်စီမြောင်းလိုက်ကပြောဆိုလိုက်ပါတယ်ရမနေ့နေ့ပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီစီဝေမှာနှကောင်းကတပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ် စေကောင်းစီကရွှေကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့စတုတ္တပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တို့တွင်ကျင်းပပြုလုပ်ရန်လျားတာကြောင့်ဆရာနာသိမ်းပြီးနောက်နှစ်တာကာလအတွင်းရွှေကောက်ပွဲကျင်းပပြုလုပ်နိုင်ရန်အတွက်စဉ်စားဆောင်ရွက်ခဲ့တော်လဲ COVID-19 အလွန်ကာလဖြစ်ခြင်းနဲ့ရွှေကောက်ပွဲကျင်းပရန်တည်ငြိမ်မှုလိုအပ်နေတဲ့အချိန်ဖြစ်ကြောင်းကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်းမေအွန်လိုင်းကဆိုပါတယ်ရွှေကောက်ပွဲမှာ electronic violent machine စနစ်နဲ့စံနာမဲ့ပရန်ကြိုတင်ပြင်ဆင်ရရှိကြောင်း ရွေးကောက်ပွဲဥပဒေမှာရွေးကောက်ပွဲကိုဖြစ်နိုင်သည့်တနေ့တဲ့ကျင်းပအများပြည်သူယုံပယံမှပြုလုပ်ရန်ချုပ်တင်ကြေညာပြဌာန်းပါရှိကြ။ထို့ကြောင့်ရွေးကောက်ပွဲပြုလုပ်ရတဲ့အတွက်ရက်ကန်တပ်ပြုလုပ်ထားခြင်းမရှိဘူးပြောရမည်ဖြစ်ကြ။မြန်မာနိုင်ငံသမိုင်းမှာပါလီမန်ဒီမိုကရေစီခေတ်မှာလည်းပြည်ရင်းလက်နက်ကိုင်ပြည်ပခရဲ့အကြောင်းရွေးကောက်ပွဲကိုတစ်ကြိမ်နဲ့ကျင်းပခဲ့ခြင်းမဟုတ်ကြောင်းမိမိတို့နေဖြင့်ရွေးကောက်ပွဲထမြောက်တဲ့အစဉ်ကိုဦးစားပေးပြီးမြောက်ဆောင်ရမည်ဖြစ်ကြောင်းမြန်မာနိုင်ငံကဆက်လက်ပြောဆိုပါရစေ။ စစ်ကောင်စီနေဖြင့်နာမည်ဇန်နဝါရီလအတွင်းရေကောက်ဖွဲ့ကိုအမြင့်စွာကျင်းပပြီးစီဆောင်ရွက်ရမည်ဖြစ်ကြောင်းဂျပန်မြောင်းလိုက်ကပြောပြတဲ့စစ်ကောင်စီက2020ရေကောက်ဖွဲ့မှာပြည်သူလူထုရဲ့ဆန္ဒမဲနဲ့အပြတ်အသတ်ပြည်လုံးကျော်အနိုင်ရရှိခဲ့သော LLD ပါတီရဲ့ကောင်ဆောင်လည်းဖြစ်လူထုရွေကောက်တင်မြောက်တဲ့အစိုးရကောင်ဆောင်လည်းဖြစ်တဲ့နိုင်ငံတော်သမ္မတအဝင်မြင့်တဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်စုကြည်တို့ကိုဖမ်းဆီးကျဉ်းချတာက LLD ပါတီကိုလည်းဖြတ်သိမ်းထားပါတယ် နေမျက်နှာမျိုးနေတို့အေးရဲ့ဒိုးစရောက်ရှိလာပြီးစစ်တပ်ကငဝန္တရာစင်ရွှေသိစုရွာမှာကံစစ်ပြင်စင်တွေကပြည်သူတွေကိုထမင်းနဲ့ဟင်းနဲ့ချိန်ချောက်ရေးချက်ကိုင်းပြီးပို့ဆောင်ခိုင်းနေအေယဝရီတိုင်းလေးမျက်နှာမျိုးနေကိုအေးရဲ့ဒိုးစေကရောက်ရှိလာပြီးအကြက်ဖက်စစ်တပ်ကငဝန္တရာစင်ရွှေသိစုရွာမှာကံစစ်ပြင်စင်တွေကကျေးရွာပြည်သူတွေကိုထမင်းနဲ့ဟင်းတွေကိုစစ်တပ်ကအတင်းအကျပ်ချက်ပြီးပို့ဆောင်ခိုင်းနေကြောင်းဒေသပြည်သူတွေကပြောပါရတယ်။ မက်လာဆန်ပိုင်းကစတင်ကလေးမျက်နှာမြွနယ်မှာအေးနဲ့ဂျန်ဖက်စစ်တပ်တို့တီးတွေ့တိုက်ပွဲတွေစတင်ပြင်းထန်လာပြီးလက်ရှိချိန်လေးမျက်နှာမြွနယ်ဒီအေးရဲ့ဒုစစ်တွေရောက်ရှိလာကြောင်းလက်ရှိမှာဂျန်ဖက်ပြင်ဆင်နေကြောင်းထို့ပြင်ကဝမျက်နှောက်ဖက်ရှိသမိုင်းဝင်ထူပါယုံဖရာကြီးမှလည်းဂျန်ဖက်စစ်ကောင်စီတပ်သားချို့ရောက်ရှိနေပြီးတက်ဆန်းရင်ပြင်ဆင်နေကြောင်းဂျန်ဖက်စစ်ကောင်စီတပ်သားတွေရောက်ရှိလာကြောင်းထူပါယုံဖရာကြီးနေရှိကျေးရွာတွေမှာပြည်သူတွေဘေးလွတ်ရာကိုကြိုတင်ရှောင်ရှားနေကြကြောင်းသိရပါတယ် ထို့သောဂျပန်စစ်ကောင်စီတပ်သားဤလာရောက်တက်ဆွဲခြင်းကြောင့်မတ်လ23ရက်ကနေစတင်ပြီးရှေ့သစ်စုကြီးရဲ့လက်နက်ကင်ကြီးအောင်ချော်ရမှုစွန်နိုင်ကကြီးရနေပြည်သူတွေကိုလက်ကျထမင်းနဲ့ဟင်းနဲ့အတင်းကျပ်ချက်ခိုင်းပြီးစစ်သားဤတန်တို့ပို့ဆောင်ခိုင်းနေကြောင်းသိရပါတယ်။ကျေးရနေပြည်သူတွေကစစ်ခွေးတရားစားချက်ပြောပို့ဆောင်နေရတယ်။ရွာလူကြီးဇော်နိုင်ကလက်နက်ကင်အောင်ချုပ်ရင်မှုပါသူ့အိမ်မှာလည်းလက်နက်ခဲရဲတချို့တင်စီထားတာရှိပါတယ်။ အခုဆိုနေစဉ်လက်နက်ကြီးတန်းတွေကြာနေရပါတယ်တဖြည်းဖြည်းနဲ့လက်နက်ကြီးတန်းကပို၍ကြကြဲလောင်လောင်ကြာနေရပါတယ်အေးရထိုးစစ်တပ်မြို့နာကလာပြီးတော့ဒေသပြည်သူတောင်ကပြောပါတယ်ဂျပန်စစ်တပ်ကလေးမျက်နှာမြို့နယ်အတွင်းဖြစ်ပေါ်နေတဲ့တိုက်ပွဲမှာထိခိုက်ဒေဆုံးမှုများပြနေပြီးလေကြောင်းနဲ့လက်နက်ကြီးကိုသာအားထားပြီးတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါတယ်ဆလပြောပန်းနောင်မြို့နယ်တိုက်ပွဲမှာမော်ဘီခြေဆိုင်ခလာကိုဇက်တဲ့တိုင်မှာចောင်းပီစာလှုပ်တင်ပူနန်းဝင်အောင်ပါဝင်လှုပ်တင်ပူရရှိတဲ့ဥသေးဆုံးမိသားစုတွေကိုတလကျော်မှစစ်တပ်ကတရီပင် ဘကုတိုင်းပန်းတော်မြို့နယ်တိုက်ပွဲမှာဂျပန်စစ်တပ်မှော်ပြီးခြေကြခလာကိုစက်တိတိုင်ကနေဘူလောင်းတင်နဲ့ဆင်ထားတဲ့အလုတ်တင်ပို့နဝဝေအောင်ပါဝင်လုတ်တင်ပို့ရရှိပေါ့စာလေးဦးတည်ဆောင်ခဲ့ကြောင်းတက်တင်တဲ့မြစ်ကပြောပါတယ်ဖေဖိုင်လာအတွင်းရက်ခိုင်းတဲ့ဘကုစက်ပန်းတော်မြို့နယ်မှာဖြစ်ပေါ်တဲ့တိုက်ပွဲတွေကိုဂျပန်စစ်တပ်ကရန်ကုန်ခြေစိုက်တိုင်ဖြစ်တဲ့ခလာကိုစက်တိကနေဘူလောင်းတင်နဲ့ဆင်ထားတဲ့တွင်နဲ့စစ်မှုရန်တန်တန်းစင်တွေကိုအများစုပို့ဆောင်တိုက်ခိုက်ခဲ့ကြောင်း ထပ်ပြေးလွတ်မြောက်လာစစ်မှုထမ်းတပ်သားတော်ရဲ့အဆိုအရပန်းတော်မြို့နယ်တွင်တိုက်ပွဲတွေမှာစစ်တပ်ကရရှိနေစစ်သား130ဦးကျော်သေဆုံးခဲ့ကြောင်းသိရပါတယ်အဆိုပါတိုက်ပွဲတွင်မင်းလာမျိုးနဲ့စိန်ကန်လျောင်း ATC ရက်ကွက်မှနေထိုင်တဲ့ဦးမျိုးဝင်နဲ့ဒေါ်နန်းနန်းတို့ရဲ့သားဖြစ်သူပိုလောင်နန်းဝင်းအောင်လည်းပေါဝင်တိုက်ခိုက်ခဲ့ရပြီးသေဆုံးခဲ့ကြောင်းထို့ပြင်၎င်းနဲ့အတူပို့ဆောင်ကန်နဲ့စိန်ကန်လျောင်းမှာပိုလောင်တင်နန်းစင်တာသူ၃ဦးလည်းသေဆုံးခဲ့ကြောင်းသိရပါတယ်။ တို့ရရဲစစ်တပ်ကလှုပ်တင်ပိုးတွေတိတ်ဆုံတဲ့တရင်ကိုချက်ချင်းအကြောင်းမကြားပဲတလားကြောကြောင့်မက်ချ်လာ23ရက်နေ့မှာအတိပေးကြောင်းအလုတ်တင်ပိုးနန်းဝင်အောင်တိတ်ဆုံမှုတရင်ကိုကျန်ရည်သူမိသားစုတန်းအကြောင်းကြားတော့လဲရှုပ်လောင်းကိုလာပို့ဆောင်ခြင်းမရှိကြောင်းအလုတ်တင်ပိုးနန်းဝင်အောင်မင်းလာမြို့နယ်နေမှာမက်ချ်လာ23ရက်နေ့ကစတင်ပြီးရက်လက်တပိတ်နိုင်ပြုလုပ်ခဲ့ကြောင်းသိရပါတယ် နောင်ဝေအောင်ကမော်ဘီဂျေဆိုင်ခလာကိုစက်တိတိုင်ကပူလောင်းတင်တန်းဆင်းပြီးခြင်းဖေဖော်ဝါရီလမှာရက်ခိုင်တဲ့ပုဂ္ဂိုလ်ဆန်ပန်းနာမြို့နယ်ဘက်ကိုပို့ခဲရတာတိုက်ပွဲတွင်သေဆုံးသွားပါတယ်မက်ရှလ23အနီကစစ်တပ်ကမိသားစုတန်းကြောင်းကြောင်းခဲ့ပါတယ်အလောင်းပြန်မရဘူးသူ့ဖေကချွေပြက်နေရတက်ထွန်းသူ့တာကြီးကမလေးရှားမှာနောင်ဝေအောင်ကအငဲကောင်လို့တက်တွင်တဲ့မြေကပြောပါတယ်ရခိုင်နဲ့ပဲကိုဆက်ပန်းအောင်မြို့နယ်တွင်ထိတွေ့တိုက်ပွဲတွေမှာခလာကိုစက်တဲ့တိုင်းကတက်ပြတ်သွားပြီးတိုက်ဆုံးသူနဲ့ထိခိုက်ဒဏ်ရာရှိသူလို့မျှပြကြောင်းသိရပါဗျ။ ဆက်လက်ပြောပါကတ်နယ်မှာ KI ပူပေါင်းတန်းနဲ့စစ်ကောင်စီပူပေါင်းတန်းတိုက်ပွဲဆက်လက်ပြင်းထန်ကချင်ပြည်နယ်ပါကတ်မြို့နယ်လဝါကျာနီမှာစစ်ကောင်စီပြည်သူစစ်ပူပေါင်းတန်းနဲ့ကချင်လူလိုက်တမ်တော် KI ပူပေါင်းတန်းကြောင့်မတ်လ25ရက်နေ့တိုက်ပွဲဆက်လက်ပြင်းထန်နေစေလို့ KI သတင်းပြန်ကြားရေးဌာနကတည်ပြပါတယ်။ စစ်ကောင်စီလက်အောက်ကမင်းစီတန်ပြည်သူစစ်ကောင်တနိုင်းလီတို့လမ်းပိုင်းရှိလဝါကျေးရွာတွင်ဒေါ်စစ်စင်လိုက်တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီရဲ့မရက်ကရောင်ဂိတ်ရှိစစ်ကောင်စီတပ်ကမိုင်းဖြူဝါရှိစစ်ကောင်စီတပ်ကရန်တိုးချဲ့နေကြောင်းသိပေးပါတယ်စစ်ကောင်စီတပ်ကလွန်ခဲ့တဲ့သုံးရက်ခန့်ကစပြီးမရက်ကရောင်ဂိတ်ကိုပိတ်ပြီးတော့စစ်ရေးလှုပ်ရှားလာတဲ့ကဲ့သို့မင်းစီတန်ပြည်သူစစ်ကဒေါ်စစ်စင်လာခြင်းဖြစ်ကြောင်းသိပေးပါတယ်တိုက်ပွဲကြောင့်လဝကျရနယ်နေရှိပြည်သူတွေဘေးလွရာတိတ်ဆောင်နေကြရလို့ဆိုပါရစေ။စစ်ကောင်စီတပ်က ဖားကံမြုံနယ်တနိုင်းလီတို့လမ်းရှိပို့တောက်စွန်ပရာဘွားလမ်းပိုင်းဝိုင်းမော်လက်မြန်ဒေသဘက်မှဆင်းရဲလောက်ရှာနေပြီး KI ဖူဖောင်းတက်ကလည်းဗမော်မြို့ကိုအပီစီတင်ပိုင်နိုင်ရင်ဆက်လက်ကြိုးပမ်းနေကြောင်း KI တင်ပြန်ကြရေးဌာနကပြောပါတယ်ကချင်စိတ်တင်မြစ်ကလည်းဗမော်မြို့မှာမတ်လ23ရက်24ရက်နေ့တွေကတိုက်ပွဲပြင်းထန်နေကြောင်းဖော်ပြပါတယ်မော်မြတ်တိုင်စစ်စင်ကို KI ပူပေါင်းတက်က2024ဒီဇင်ဘာလ၄ရက်ကစတင်ခဲ့ရမှာတိုက်ပွဲ၅လနီးပါးတွင်စစ်ကောင်စီရဲ့အမြောက်တပ်တင်ကားတပ် ။တန်ချက်ကတက်ချိန်လင်းတက်လျင်ကွင်းပါဝင်အရေးပါနေရများစွာသိမ့်ပိုက်တာပြီးအမှတ်27ဆက်စင်ကုတ်ကဲမှုဌာနချုပ်ကိုအပိသက်သိမ့်ပိုက်နိုင်ရင်မက်လာတွင်စစ်ရှင်မြစ်တို့ဆက်စင်ကရကာကင်စကန်များစုသိမ့်ရလို့သတင်းမြစ်ချုပ်ကပြောပါရယ်။ကရိုင်နဲ့စစ်ကောင်စီတပ်တို့ကဝိုင်းမုံမြို့နယ်လမ်းမြန်ဒေသမှာမတ်လ20ရက်နေ့ကစပြီးတိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။စစ်ကောင်စီတပ်ကကချင်ပြည်နယ်နေရာနဲ့စီးရီလှုပ်ရှားမှုတွေကဆိတ်ဆိတ်ပြူလာနေရကိုကရိုင်ကတီးပိတ်ထားပါတယ်။နောက်ဆက်အပိကြအတွက်တူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။